ပြရင်းလုံခြုံရေးအေဂျင်စီရှင်ဘက်ကိုဥဆောင်နေတဲ့ရိုနင်ဘောင်းကိုယာရုကနေဖယ်ရှားဖို့အစ္စရေးအစိုးရအဖွဲ့ကသဘောတူဆုံးဖြတ်လိုက်ပေမဲ့လည်းဒီကိစ္စကိုဆိုင်းငံ့ထားဖို့အစ္စရေးတရားရုံးချုပ်ကစီရင်ချက်ချထားပါတယ်။အချင်းကြလာတာနဲ့အမျှရိုနင်ဘောင်းအပေါ်ယုံကြည်မှုပြပြားလာတဲ့ဆိုတဲ့အကြောင်းပြချက်နဲ့၎င်းကိုဖြုတ်ပစ်ဖို့ကြိုးပမ်းမယ်လို့ နေတန်ယာဟုကမလ16ရက်မှာကြေညာလိုက်ပြီးကတည်းကကန့်ကွက်စန့်ကျင်မှုတွေရှိနေခဲ့ပြီးမလ21ရက်မှာတရားရုံးချုပ်ကဆိုင်းငံ့မိတ်ချလိုက်တာဖြစ်ပါတယ်။၎င်းမိတ်ကနောက်ထပ်ကြားနာမှုမပြုလုပ်မီအထည်အကျုံးဝင်နေမှာဖြစ်ပြီးဧပြီ10ရက်ထက်တော့ကြော်မှာမဟုတ်ဘူးလို့သိရပါတယ်။ရနင်ဘားကလူလူရဲ့အကျိုးစီးပွားနဲ့စန့်ကျင်ပြီးပုံကိုရေးအရာသစ္စာရှိမှုကိုနေတန်ယာဟုကမျှော်လင့်နေတဲ့အပေါ်ဝေဖန်ခဲ့ပြီး ၎င်းရဲ့ယာရုတာဝန်နဲ့ပတ်သက်ပြီးမြေသီးဥပဒေအစုံအဖြတ်မဆိုလိုက်နာမယ်လို့ပြောဆိုထားပြီးဖြစ်ပါတယ်။ဝင်ကြီးချုပ်ယုံကတော့ဧပြီ၈ရက်မှာရိုနင်ဘာယာရုကနေဆင်းလိမ့်မယ်လို့ထုတ်ပြန်ထားပါတယ်။အစ္စရေးမီဒီယာအဆိုအရ အစိုးရကရှင်ဘတ်ခေါင်းဆောင်ကိုဖယ်ရှားမှုဟာအစ္စရေးသမိုင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပါတယ်။ရှင်ဘတ်ဟာပါလက်စတိုင်းစစ်သွေးကြောအဖွဲ့ဟာမတ်ကိုစောင့်ကြည့်ရေးတာဝန်ယူထားတဲ့အဖွဲ့အစည်းလည်းဖြစ်ပြီး2023ခုနှစ်အောက်တိုဘာ9ရက်တိုက်ခိုက်မှုဖြစ်ခဲ့ရတာဟာအေဂျင်စီရဲ့ပုံရုံမှုတွေအပြင်နေတန်ယာဟုအစိုးရရဲ့ပေါ်လစီတွေလိုအပ်ချက်ရှိခဲ့တာကြောင့်လို့ထောက်ပြခဲ့ပါတယ်။